ပိုင်ကေဟာကြီးကိုရောင်းလိုက်လို့ရှိရင်အချိုးအမျက်ကိုခံစားမှာတကယ်တမ်းကနင်တို့မိသားစုပဲလေအဲ့အတွက်ကြောင့်မလို့ပိုင်ကေဟာကိုရောင်းမဲ့အစီအစဉ်ငါလုံးဝသဘောမတူဘူး မီဘယ်သွားမလို့လဲလီလီပါတာဘယ်သွားသွားပေါ့အဲ့ဒီမျိုးတော့ရှာအောင်ရှိတယ်လီလီကိုတော့ဘယ်လိုပြောလိုက်တာလဲအိမ်ဘောကအိမ်ဘောလိုမျိုးပဲဘာရှာဝင်ရှိနေရလဲလီလီစကားဘယ်လိုပြောလိုက်တာလဲမင်းကလေးဆိုရင်ရင်ကျကျပြောမှာပေါ့မပြောနိုင်ပါဘူးစကားရင်ရင်ကျကျပြောစီချင်းအန်တီမေရဲ့တူမလေးရမပိုင်စို့ပဲသွားပြောခိုင်းလိုက်လီလီကလီလီရဲ့ပုံစံမပြေနိုင်ဘူးလီလီ အန်တီမေကလီလီကောင်းကိုပြောနေတာနော်လူကြီးကိုတခွမကြံပြန်ပြောနေတယ်။ပြန်မပြောစီစဉ်နေရတကဝင်မပါနဲ့ပေါ့လူကြီးဆိုတာလူကြီးလို့နေရတယ်။လီလီတခါလေးပြောရမယ်နော်နောက်ဆိုလီလီဘာလို့လို့အန်တီမေမျက်စိတောက်ထောက်ပြီးလိုက်ကြည့်မနေပါနဲ့။ဒီပန်ကြီးဟာကြီးอ่ะ မမေကိုမလိုအပ်တော့ထင်ပါတယ်သူစားရဲ့မမေရင်ခလေးကမသိတတ်လို့ပြောတာပါမနဲ့ပါနဲ့နော်တချို့တော့ရှင်တန်ချင်းနေရဖွေကြွေးကြောင်းနဲ့မမမေအခုလိုဒုက္ခိတဘဝကြီးနဲ့ရှင်တန်နေရတာလေဖွေကြွေးကြောင်းပဲထင်ပါတယ်ကွယ် ြံတွေကိုငါမသိဘူးများထင်နေလားမိမိဟမ်နင်ငေါ့တိတ်ပေါ်တိတ်ပက်လာမညှိနဲ့တက်တက်ကလေနင်လိန်လို့ပက်လို့ရတယ်နှစ်ယောက်ကြောက်တက်ထပိုင်မဟုတ်ဘူးတက်တက်ဘယ်လိုစကားမျိုးပြောလိုက်တာလဲမိမိဖြစ်စိတ်မကောင်းလိုက်တာနင်ပြောပုံကငါကပဲငါအကျိုးစီးပွားအတွက်ပိုင်ပေါ်အမျက်ကြီးစားထုတ်နေတယ်လို့မျိုးပဲ ငါခုလုံနေဆိုတော့အားလုံးကလေပိုင်မိသားစုဝင်အားလုံးရဲ့အကျိုးကျေးဇူးအတွက်ပဲဒီမှာပိုင်လုပ်ငန်းစုကြီးအရင်လိုအောင်မြင်မှုအရင်နေ့ထုတ်ရှင်ရုံမှာပိုင်ကီဟာဆိုတာရှိလို့ပိုင်မိသားစုဆိုတာရှိတာပိုင်ကီဟာမရှိရင်ပိုင်မိသားစုဆိုတာမရှိအဲ့ဒါငါတို့ရဲ့ခွဲခြားလို့မရတဲ့ပြယုံတစ်ခုပဲငါပိုင်ကီဟာကိုဘယ်တော့မှမရောင်းဘူး တက်တက်နင်းတော်ခေါင်းမာတာပဲပိုင်လုံငန်းစုကအရှုံးပြိုက်ဘလုံးမှရှစ်ဆက်လို့မရတော့ဘူးလေနင်းဘာကိုဆွလန်းထောင်းမာလဲပိုင်လုံငန်းစုအရှုံးပေါ်တယ်ဆိုတာနေ့ယောက်ျားအုတ်ချုပ်ပုံအတော့မကြလို့ဖြစ်တာလေပြန်ပြီးအောင်မြင်လာရင်ရောအာနာကဘသူ့လက်ထဲမှာလဲနင်းတို့လက်ထဲမှာပဲမဟုတ်ဘူးလားပိုင်ကေဟာကြီးကိုရောင်းလိုက်လို့ရှင်အချိုးမြက်ကိုခန်းစားမှာတကယ်တမ်းကနင်းတို့မိသားစုပဲလေအဲ့အတွက်ကြောင့်မလို့ ပိုင်ခေဟာကိုရောင်းမဲ့အစီအစဉ်။ငါလုံးဝသဘောမတူဘူး။ကိုကိုနဲ့တသက်ကမောင်မရင်းနေပဲလေ။ဟိုကိုကိုအောင်မြင်တသက်အောင်မြင်တာနဲ့အတူတူပဲပေါ့။ဒီကုမ္ပဏီကကိုကိုပြန်ရရင်တသက်ရတာပဲပေါ့။တိတ်ဆန်းမိမိ။ငါလုံးဝလက်မခံဘူး။နင်တို့မိသားစုမွဲပြကြသွားတဲ့အချိန်မမမေဘဝကူးသွားတဲ့အချိန်ကြရင်ငါပိုင်ခေဟာကြီးမှာအရှင်သခင်မအနေနဲ့ငါဆက်ပြီးဦးစီးမှာ။ နေ့ယောက်ျားအုပ်ချုပ်မှုအသုံးမချလို့ကော်မတီတစ်ခုလုံးသူများလက်ထဲပါသွားတာငါအခုမှလာပြီးညီးပြမနေနဲ့ပိုင်ကေဟာဆိုတာနေနဲ့အကိုကြီးပဲဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အရာမဟုတ်ဘူးငါလာတာမှားသွားပြီငါနေ့ကိုစီးပွားရေးအမြင်ရှိမယ်လို့ထင်ခဲ့တာအခုတော့နေကတဖက်ပိတ်ဝါရကိုကျင့်သုံးနေပြီးတော့အမျော်အမြင်မရှိတဲ့မိန်းမပဲ။ အမျော်မြင်ဆိုတဲ့စကားနေနဲ့မတန်ဘူး။နေရပိုင်လုပ်ငန်းစုကိုစိတ်ပူနေရမလား။သိအောင်တစ်ခုတော့ပြောလိုက်မယ်။ပိုင်လုပ်ငန်းစုရဲ့ share တွေငါဝယ်ထားပြီးပြီ။တကယ်လို့ပိုင်လုပ်ငန်းစုမှာအကိုကြီးမရှိတော့ရင်တော့ငါ share ရှင်တယောက်အနေနဲ့ပိုင်လုပ်ငန်းစုကိုတဆင့်ပြီးတဆင့်ပိုင်သိမ်းမှာဟာ နင်ကထင်မထားလောက်တော်တော်လောဘကြီးရဲ့မိမပဲဟုတ်တယ်ငါလောဘကြီးရဲ့ဒါမှမဟုတ်နင်လောဘကြီးတာနဲ့တော့မတူဘူးပေါ့ငါငါပိုက်ဆိုင်တဲ့အရာတွေပေါ်မှာငါလောဘကြီးတာနင်ကရောနင်ပိုက်ဆိုင်တဲ့အရာတွေပေါ်မှာလောဘကြီးတာဟုတ်ရဲ့လားနင့်စကားကြီးတော်တော်လွန်နေပြီနော်ငါကတော့နင်နဲ့ငါနဲ့ယက်တီဘက်ရှင်တူမယ်လို့ထင်ခဲ့တာ ခုတော့တူမနေဘူးပဲဆက်ပြောရင်လည်းလေကုံတာပဲဖတ်တင်တယ်ကြွားကြွားရှင်းလားဒါတကုန်းအတွက်လားဟုတ်ကဲ့မှာပြန်ဟာပူလိုက်တာ ။နေဒီကုမ္ပဏီမှာအလုပ်ဝင်တာဘယ်လောက်ကြာပြီလဲ။တကုံက coffee ဆို50 degree မှာတောက်တယ်ဆိုတာနင်မသိဘူးလားအရင်ကလည်းတထေးကိုအခုလိုပဲဖြောပေးနေကြပါမယ်တထေးလည်းဘာမှမပြောပါဘူးရှင်တထေးကမပြောဘူးဆိုတိုင်းနင်ကကို့တထေးကိုစေနာပါပါနဲ့မလုပ်ပေးတော့ဘူးလားတော်ရတော်မဖြစ်တော့မဖြစ်တော့ဒီနေ့ကစပြီးတော့တကုံအခန်းထဲကိုဘာပဲပို့ပို့ငါကိုယ်တိုင်ပဲပို့တော့မယ်ဟုတ်ကျမတို့တထေးလက်မှတ်လိုတဲ့ခါကျရင်ကျမတို့ဘယ်လိုလုပ်ရမလဲရှင် ။နောက်ပြီးတော့ဒီ company မှာအခုလိုမျိုးစည်းကမ်းထုတ်ထားတယ်ဆိုရလဲတခါမှလည်းမကြားမိပါဘူးရှင်။အေးအရင်ကမကြားဘူးဝင်မှာအခုကြားဘူးမှလား။မှတ်ထားလိုက်တော့။နော်။နောက်ဆိုဒီကုန်းခန်းထဲကိုဘာကိစ္စပဲရှိရှိငါ့ကိုအကြောင်းကြား။ရှင်းရှင်းပြောမယ်ဟာ။ဒီ company မှာရှိရဘယ်မင်းကလေးမဆိုဒီကုန်းခန်းထဲကိုငါခွင့်ပြုချက်မရဘဲနဲ့မဝင်ရအောင်နားလေလား။ဟုတ်ကဲ့။ရဲဆိုသွားတော့ထားခဲ့လား။ ိတ်စီကန်းကြက်တွေဘယ်တော့ထုတ်လိုက်တာလဲဘယ်တော့မှထုတ်ထုတ်ပေါ့ရှင်ရှင်းနေပါဆိုင်လို့လဲစီကန်းတွေထုတ်တာငါတော့မသိရပါဘူးလားဟဲ့တကူဘာလို့လို့လဲမူဘာလို့ပေးရမလဲငါမေးတာဖြစ်မိဘာရှောက်လုံနေရလဲတကူရဲ့ဒီကုမ္ပဏီမှာလေဘသူ့ကိုမှစိတ်ချရတာမဟုတ်အဲတကွလုံကြုံရေးအတွက်မမူကကာကွယ်ပေးနေတာလေ မှုတွေမင်းဘောင်ကျော်နေပြီနော်ဘောင်ကျော်တော့ဘာဖြစ်လဲလို့တကွန်းဆိုတာမမှုနဲ့မကြခင်လက်ထပ်တော့မယ်အမျိုးသားလောက်မမှုမှာဘောင်ကျော်ပိုင်ခွင့်ရှိရလေ